ဟိုကာဘာဆောင်းလှုပ်ရှင်တဲ့သူတွေကဟိုဖေးသချင်းတွေကိုဆိုကျင်နေဆိုကိုယ်စီရောက်လာတာများတာပေါ့เนาะဟိုတချို့သချင်းတွေကြတော့လဲဖေးကြီးနဲ့မဆိုင်ဘူးပေါ့တေးတေးဆရာကိုပြောရတာဆိုတော့အဲ့လိုမျိုးဆိုသူတို့ပြန်ပြီးတော့ဘသူ့ကိုပြောပါဆိုပြီးကိုကပြန်ပြီးလမ်းညွှန်ပေးရတာပေါ့เนาะအဲ့လိုမျိုးကာဘာဆောင်းဆိုပြီးတော့အောင်မြင်တဲ့ဆိုတော်ရည်လည်းအများကြီးပဲလေဒါသူတို့နားမှာရှိတဲ့လူတွေကလည်းဒါပြီးတော့ရန်တွေ့ကြရတယ်လည်းရှိတာပဲ ုံကျုံရပါတယ်စုံမဒီလောကစုံပါတယ်တွေ့ကြသူ့ဖို့နဲ့တူတာသွားနှကန်းလေးထော်တယ်လေအဲနှကန်းလေးကဒီလိုလေးထော်နေရတစ်ချက်တစ်ချက်ကြရင်ဖိင်းနဲ့တူနေတယ်အဲအဲ့လိုမျိုးပဲရှိတာပြန်လေးကြောင်ကြီးအတွက်ပွဲလုပ်မယ်ဆိုတော့လေဒီငလျင်အတွက်ပေါ့နော်ဆိုတော့ ိုကိုတက်နိုင်တဲ့ဘက်ကနေပေါ့နော်ဒီအဆိုဘက်ကနေပြီးတော့ပါဝင်ပါပါအဖေရဲ့တချင်နေပါပဲနေရာတိုင်းမှာရဲ့ဒီထက်ပုံကြီးမတက်နိုင်ဘူးလေနောက်ပြီးတော့တုံ့ပြန်မှုမလုပ်လိုက်တုံ့ပုတ်ကြွေထားတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ချင်းရောမှာဆိုပြစ်သေးတာဆိုပြစ်တယ်ရှင့်ဆိုပြစ်ပါတယ်ဟောပွဲကြီးကတော့အရင်လိုတော့အများအများကြီးမသွားနိုင်တော့ဘောနော်ဒါပေမဲ့ပွဲရှိလာရင်တော့ဆိုပါတယ်ဟုတ် ဟုတ်တယ်ဟုတ်တယ်ကျဲဝါတိတ်ပြောဟိုသချင်းလောက်ဖို့တွေပါရအောင်လေအရန်နှောင့်နေသွားတာဗောနော်ကိုဝင်စားရှိတယ်ရလေဟုတ်ဟိုသချင်းနေရတန်မိုးကြီးတော့ခယူးဆိုင်ရပါတယ်ဘသူရှိမှာပဲဆိုဆိုတယောက်တည်းဆိုလဲသချင်းနေရဟိုတန်မိုးကြီးရဲ့သချင်းနေဆိုလေပြစ်ဆက်လက်ဖတ်ဆိုလို့မရဘူးဗောနော်အဲ့ဒီဟာတော့ရှိတာဗောဟုတ်ဒီသချင်းလေးတွေကတော့အများန်းဆိုနေကြလဲဖြစ်နေပြီဆိုနေကြသချင်းလေးပဲဟိုဆိုဖို့ရောလေ အဲဒါပေမဲ့ပွဲတစ်ခုတိုင်းမှာတော့ဟို စိတ်လှုပ်ရှားရတာရှိတာပေါ့နော်အစစအရအဆင်ပြေဖို့ဆိုတာအရေးကြီးသေးတယ်လေအဲဒီ live လဲဆိုဆိုရတာဆိုတော့လေဟုတ်ကဲ့ဟို cover song လုပ်ချင်တဲ့သူတွေကဟိုဖိအီးသချင်းတွေကိုဆိုချင်တယ်ဆိုကိုယ့်စီရောက်လာတာများတာပေါ့နော်ဟိုတချို့သချင်းတွေကြတော့လေဖိအီးနဲ့မဆိုင်ဘူးပေါ့ဒီ တေးเสียကိုပြောရတာဆိုတော့အဲ့လိုမျိုးဆိုသူတို့ပြန်ပြီးတော့ဘသူ့ကိုပြောပါဆိုပြီးကိုကပြန်ပြီးလမ်းညွှန်ပေးရတာပေါ့နော်အဲ့လိုမျိုးရှိပါတယ်ကွန်ပျူတာမတောင်းမနဲ့ဆိုကြရလည်းရှိပါတယ်တောင်းပြီးရဆိုကြရလည်းရှိတယ်တချို့ဆိုမသိဘူးပေါ့နော်နားမလည်ဘူးပေါ့ဆိုတော့ကိုကတော့ကို့ကိုလာပြောတဲ့ခါကျရင်တော့ဟိုအခြေအနေတော့ပြောပြရတာပေါ့နော်အတရာမျိုးဆိုရင်တော့ဒီလိုလုပ်လို့မရဘူးဒီလိုဆိုရင်တော့ဒီဖန်တီးထားတယ်မလားအမှုပညာရှင်တွေကိုဒီ ိုကပေါ့နော်အတိပေးရမယ်ခွင့်ပြုမပြုဆိုတာပေါ့နော်အဲ့လိုမျိုးလေးတော့ပြောပြပေါ့တချို့လူတွေကကြောက်လဲအလှမ်းဝေးပါတယ်ကိုကလည်းမြင်လိုက်ကြည့်နေနိုင်တာမှမဟုတ်တာဆိုတော့ဟိုမပြောဘဲနဲ့ဆိုတဲ့လူလည်းရှိမှာပေါ့နော်တချို့ကကြောက်တော့လဲကိုဟိုဓာတ်ရိုက်မပတ်သက်ဘူးလေဆိုတဲ့အခါကျတော့လဲမသတိမထားမိရလေရှိရပေါ့ဩသူတို့ပြောပြီးပြီထင်တယ်ပေါ့ခွင့်ပြုချက်ရလို့ဆိုရထင်တယ်ဒီလိုပဲထင်တာပေါ့နော်ဟုတ်ရေးတွေ့ခံရတာ ရန်တွေ့ရန်တွေ့တာတွေကတော့အများကြီးပါတချို့ကလည်းဟိုအဲ့လိုမျိုးကာဗာဆောင်းဆိုပြီးတော့အောင်မြင်တဲ့ဆိုတော်တွေလည်းအများကြီးပဲလေဒါသူတို့နားမှာရှိတဲ့လူတွေကလည်းလာပြီးတော့ရန်တွေ့ကြရလည်းရှိတာပဲကြုံကြုံရပါတယ်စုံဒီဒီဒီလောကစုံပါတယ်တွေ့ကြဖေးသချင်းတွေရေးတာကကြတော့ ဟိုကိုရီးယားအများကြီးမမြင်ဘူးဖေကြီးကသူရေးချင်တဲ့စာသားလေးတွေဆိုအဲ့လိုမှတ်မှတ်ထားတာပေါ့နော်သူကောင်းနေရှိတာလေးတွေဆိုမှတ်ထားတာသူဖေကြီးမရှိရောနောက်ပိုင်းမှာဖေကြီးစီမှာစာအုပ်တွေအများကြီးရှိရယ်စာအုပ်လေးတွေပေါ့ဗလာစာအုပ်လေးတွေအဲ့စာအုပ်လေးတွေမှာအဲ့လိုပဲဟိုတပုတ်အုံမှာတပိုင်းတစားဒီအုံမှာတပိုင်းတစားစာသားလေးတွေစာကြောင်းလေးတွေသူရေးချင်တဲ့စာတွေအများကြီးပေါ့နော်သူအဲ့လိုရေးခဲ့တယ်သူတို့ကတော့ဒီ စကလုံးသုံးတော့မှုကောင်းတာတော့သူကစာရမ်းဖတ်တယ်စကလုံးတွေကိုအရန်ဟိုနားလဲတယ်လူတွေပေါ့နော်ဖေးကြီးကိုဒီဖေးကြီးကြောင့်မို့လို့လဲလေအဲ့လိုဖေးကြီးရဆိုဒီစာအဲ့လိုမြန်မာစာအပိဒံစာအုပ်ကြီးတွေအဲ့အမျိုးတွေအိမ်မှာထားတာကိုစကလုံးတစ်လုံးလုံးချင်းစီရဲ့အတိတ်ပဲကိုပြန်ပြီးတော့ကျေဖွင့်တဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ကိုယ်တွေလည်းအဲ့အမျိုးတွေဖတ်ရတယ်အဲ့နောက်ပြီးတော့ဒါဖေးကြီးရဲ့တခြင်းနေ ဒီသချင်းစာအုပ်တွေမှာဆိုဆရာဆိုင်ခန့်မလေးရေးထားတဲ့စာသားတွေဆိုလည်းဒီလိုပဲလေရန်နဲ့နေတယ်ကောင်းတယ်နောက်ဆရာဟိုကိုနေဝင်းရေးတဲ့စာသားတွေကြတော့လေကြပြဆန်တယ်အဲ့လိုဟာမျိုးတွေကနေဆိုပြီးတော့ပြန်ပြီးတော့ပညာရတာအများကြီးပေါ့နော်သူတို့ဘယ်ဟာကိုဟော်ညွန်းတယ်အဲစကားလုံးလေးတစ်လုံးယိုယိုပေါ့နော်အခဲတို့မိတို့အဲ့လိုမျိုးစကားလုံးလေးတောင်မှပဲနေရာတစ်ခုပြောင်းသွားရင်ဘလောက်ကျိုးတက်အောင်မှုရှိရဲဆိုတဲ့ဟာကြတော့ လေ့လာတဲ့ခါကျတော့သိရပေါ့နော်ပို့ပြီးတော့တခြင်းလေးပုံမှာလည်းကိုခံစားမှုအကောင်းတော့ပါပေါ့နော်မာ TikTok တိတ်မတုံးတော့မသိဘူးအဲမာကိုတိုင်းတော့အဲ့လိုပို့ဘာမှမတိတ်မတင်ပြဘူးအဲ့လိုဖြစ်နေတော့အကိုကကလေးတစ်ဖက်နဲ့မဟုတ်လို့လည်းမတုံးပြဘူးအဲအကြောင်းမသိဘူးတနည်းနဲ့တနည်းနဲ့တလားစွန်စွန်ပေါ့ ဟိုဟာမိခင်စိတ်ကတော့ဒီကိုရင်ရရတဲ့ချိန်မှာတည်းကသူ့လိုလိုပြောင်းလဲသွားတာပေါ့နော်အဲစစရရကိုပဲတာဝန်ယူပြီးတော့လုပ်ပေးရတာပေါ့မျက်နာမလွှဲနိုင်အခုဆိုလဲခလေးတစ်ဖက်နဲ့မိတ်ကလိန်လာတာခလေးကိုပွေနေမိတ်ကလိန်လာကိုကိုနဲ့တိတ်မတူသူ့အဖေနဲ့တူတာဟုတ် သူ့ဖေနဲ့တော်တော်တူတယ်သူ့ဖိုးနဲ့တူတာသူကနှကန်းလေးထော်တယ်လေအဲနှကန်းလေးကဒီလိုလေးထော်နေရအဖိုးအဖေကြီးရအဖေကြီးရကဲအထော်ကမားတို့လည်းထော်တယ်ဟိုထော်တယ်မညီမဆိုလည်းထော်တယ်အဲ့လိုနှကန်းနည်းနည်းထော်ထော်တယ်ပေါ့နော်ငငယ်တော့ဆိုပိုတိတားကြီးတော့လည်းသူ့အတက်သူရမ်းမထော်တော့ဘူးပေါ့နော်အဲ့ဒါလေးကဖေကြီးနဲ့တူတယ်အဟိုတစ်ချက်တစ်ချက်ကြရင်ဖေကြီးနဲ့တူနေတယ်အဲ့အဲ့လိုမျိုးပဲရှိတာ သူ့အဖေနဲ့ကတော့ငယ်ငယ်မွေးကလေးကအဲ့လိုချွတ်ဆွတ်ဘာနဲ့တူအမနဲ့ကသူကလေသူက character တွေတူတယ်အမအမရဲ့အစိတ်တွေတူတယ်အဲ့လိုညလုံးနေပါလေဆိုလဲအမကြည့်တယ်လို့ပဲလူတွေကအမကြည့်တယ်လို့ပဲအဲ့ကြည့်ရတူတယ်အဲ့လိုမျိုးသူနဲ့တူလို့မတူလို့ဆိုရတယ်လေသူကအရင်ချစ်စရာကောင်းတယ်ကိုမျက်စိထဲမှာမြင်တာပေါ့နော်ချစ်စရာကောင်းတယ်ตาလေးမျက်နှာဆိုကြည့်မဝဘူးပေါ့ ဟိုအခုကထိတ်နေရတော့အများရန်အမေဆိုတော့နောက်ကနေပဲမြဲလိုက်ထိတ်နေရလေသူ့သူ့ဝေယဝစ္စာလေးလှုပ်ပေးဆိုတော့သူ့မျက်နှာလေးတစ်ခါလေးမမြင်ရဘူးသေချာစိန်နဲ့မကြည့်နိုင်ဘူးပေါ့ကြည့်နိုင်တဲ့အချိန်တိုင်းဩငါသားလေးကချစ်စရာကောင်းလိုက်တာပေါ့ကိုကဟိုဟိုသူ့သူ့ကိုကဘာပြောပြောချစ်စရာကောင်းတဲ့ကလေးလေးဖြစ်နေတော့ဝမ်းသာတာပေါ့နော် ရှိပါဘူး။ तू ကလေ तू ဝါသနာပါမှာပဲဒီဂီတကိုလေနဲနဲများတော့လေ။ तू ကအဖေကလည်း guitarist ဖြစ်နေရဲ့။ဘိုးတွေကလည်းဟိုဟာ com artist တွေဖြစ်နေတာပဲလေ။နော်အဖိုးနှစ်ဖက်စလုံးကလည်း artist တွေဖြစ်နေတော့ तू ကဘလိုပဲပြည့်ပြည့်ဒီနုပညာဂီတနုပညာဝါသနာပါမှာပဲ။ဒါကနေပြီးတော့လေတခြားအနယ်ပွားနေနဲ့တခြားအမှုပညာအလုပ်တွေမှာလည်းသူဝါသနာပါကောင်းပါနိုင်တာပေါ့နော်။ဥမာစာရေးတာတို့ကြီးစွဲတာတို့ဒါမျိုးပြောင်းသွားရလည်းဖြစ်နိုင်တယ်ဆိုတော့ သူဖြစ်ချင်တဲ့အပေါ်မှာပဲကိုကလေဟိုသူ့ဖေရောကိုကစဉ်းစားထားသူဖြစ်ချင်တဲ့အပေါ်မှာပဲလိုက်ပြီးတော့ support လုပ်ပေးမှာအားလုံးကျေးဇူးတင်ပါတယ်ဖေကြီးကိုလည်းအခုချိန်ထိမှတ်သတိတရနဲ့ဖေကြီးသရှင်နေကိုနားထောင်ပေးနေကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုဖေကြီးရဲ့တမိဖြစ်တဲ့ကျမကိုလည်းအားပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်